ဗုဒ္ဓကုဏံအနန္တဟဝန္ဒမိဤလူဘဝအယတောတိမြတ်စွာဘုရားရဲ့ဂုဏ်ကိုဤတဒာယုံကြည်လက်ဆုံးမူ၍ရှေခိုးကတော်ပါဤရှင်ဖျာဓမ္မကုဏံ နတဟဝန္ဒမိဤလူဘဝအယတောတိတရားတော်ရဲ့ကုန်မူ၏တတယုံကြည်လက်ဆုံးမူ၍ရှ िख ိုးကြတော့ပါဤရှင်ဘုရားတန်ခကုဏံအနတဟဝန္ဒမိ ဘဝအယတောတိတန်ခါတော်များရဲ့ဂုံကိုယီတတ္တာယုံကြည်လက်ဆုံးမူ၍ရှ िख ိုးကတော်ပါဤရှင်ဖျာမာတာပိတုကုဏအနတဟဝန္ဒမိ ဤလူဘဝအရတောတိမိဘနှစ်ပါးရဲ့ဂုံကိုယီတန္တာယုံကြည်လက်ဆုံးမူ၍ရှ िख ိုးကတော့ပါဤရှင်ဖုရားအာစရိယဂုဏအနန္တအဟံဝန္ဒမိဤလူဘဝအရတောတိဆရာသမားများရဲ့ဂုံ ပဒယုံကြည်လဆုံးမူ၍ရှေခိုးကြောပါဤရှင်ဖျာတတောတိရှာရှင်တော်မြတ်ဗျာတပည့်တော်သည်မတိမလိမ္မာခင်ကမိုင်မဲစွာပြမခဲ့တဲ့ကံတွေရှိခဲ့ပါ၏ ထိုကံတို့ဤတတ္တိနှင့်တံပြံမှုအဖြစ်တွေပြောင်းချင်းကြုံငါရှင်တော်မြတ်ဗျာဆုံးမကိုခံယူလျက်ရှင်တော်မြတ်ဗျာထံ၌ပင်တောင်းပန်ကြတော်ခြင်းခွင့်ကိုပေးတော်မူပါဗျာဖရာတပိတော်တိတန်တရမှာစာ၍ယနေ့တိုင်အောင် ကိုကျေးဇူးကြီးမားကုန်သောမြတ်စွာဘုရားရှင်ကုရောမြတ်ကြီးတို့ကို၌၎င်းဘုရားတပည့်တော်သည်တန်တရာစာမစာ၍ယနေ့တိုင်အောင်ကိုကျေးဇူးကြီးမားကုန်သောပစ္စည်းကဗုဒ္ဓရှင်မြတ်ကြီးတို့ကို၌၎င်းဘုရားတပည့်တော်သည်တန်တရာစာမစာ၍ယနေ့တိုင်အောင် ကိုကျေးဇူးကြီးမားကုန်သောအဂါသာဝကယဟန္တာရှင်မြတ်ကြီးတို့ဘော၌၎င်းဘုရားတပည့်တော်သည်တန်ត្រာစံမှစ၍ယနေ့တိုင်းအောင်ကိုကျေးဇူးကြီးမားကုန်သောမဟာသာဝကစသောယဟန္တာရှင်မြတ်ကြီးတို့ဘော၌၎င်း ရာတပိတော်တိတန္တရာစမစာ၍ယနေ့တိုင်အောင်ဂုံကျေစုကြီးမာဂုံတော်မိခင်တို့အပေါ်၌၎င်းဘုရားတပိတော်တိတန္တရာစမစာ၍ယနေ့တိုင်အောင်ဂုံကျေစုကြီးမာဂုံတော်ဖခင်တို့အပေါ်၌၎င်း ဖရာတပိတော်တိတန္တရာစမစာ၍ယနေ့တိုင်အောင်ဂုံကျေစုကြီးမာဂုံတော်လိမ္မာဇယံကျူးကြောင်းပြ၍ဆူဆုံးမာတတ်တော်ဆရာတို့ဤအပေါ်၌၎င်းဘုရားတပိတော်တိတန္တရာစမ္မာစာ၍ယနေ့တိုင်အောင တိလဂုံတမာတိဂုံပညာဂုံတို့ကိုစီပူဖြစ်ခြင်းလျက်ရှိကြကုန်သောလူပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌၎င်းဘုရားတပည့်တော်သည်တန်ត្រာဆမ္မာစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမာကုန်သောတရားဓမ္မတို့ကိုဟောပြောပြသား သုဆုံးမတတ်သောဆရာသမားတို့ဤအပေါ်၌၎င်းဘုရားတပည့်တော်သည်တန်တရာစမစာ၍ယနေ့တိုင်းအောင်ဂုံကျေးဇူးကြီးမားကုန်သောသမင်းတလုံးရေတမုံစသည်ဖြင့်ပေကံချီးမြှင့်ထောက်ပံ့မှုသောကျေးဇူးရှင်တို့ဤအပေါ်၌၎င်း ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသော ထိုပြစ်တို့ကိုပြောက်ပါစေခြင်းကြောင့်ငါတောင်းပန်ပါ၏ဝန်ချပါ၏ကတော့ပါ၏အရှင်ဖျား ဤသို့တောင်းပန်ရသောဝန်ချရသော ကတော့ရသော ကောင်းမှုကံစေတနာတို့ကြောင့်အလုံးစုံသောပြီးယောဂအန္တရယ်အပေါင်းတို့မှ ကင်းဝေးပြီလျင်မြတ်စွာဘုရားရှင်ဟောကြားတော်မူသောတစ္ဆာလေးပါးမြတ်တရားကို ကောင်းစွာသိမြင်၍နိဗ္ဗာန်သို့စံဝင်နိုင်သောကိုဖြစ်ပါစေသာရှင်ဘုရား လောကမင်္ဂလာဖြာဖြာတို့သည်လေစိတ်ကြံတိုင်းတောင်းတတိုင်းတွေကူလင်းမြန်စွာပြည့်စုံ၍နှလုံးစိတ်ဝမ်းအေးချမ်းရပါစေသာရှင်ဖျား